ုတန်းစင်းစုံမှာဒါ forest ကရက်တည်နေတယ်ဆိုပေမဲ့ရှောင်းတိုက်ကလည်းဒါတန်းစင်းစုံရုံအားနဲ့ပတ်သက်အရန်ကောင်းတဲ့နိပြတူဘောနော်ဒီခန်းစစ်ကစားရတယ်ကြည်ကြည်လက်လက်ကစားရတယ်ဒီခန်းစစ်ကိုအသေးလက်ကစားရတယ်အရှင်လက်ကစားရတယ်ပြီးတော့ဒီကောင်တာ attack တွေကောင်းတယ် long ball တွေနဲ့ထိုးနှက်တယ်ဒီ set piece တွေနဲ့ထိုးနှက်တတ်တဲ့အသင်းဆိုတော့ liverpool ကနောက်ဆုံးကစားရတဲ့ premier league 6ပွဲမှာဒါ9ပွဲ ठी ရှုံးတာဘောနော်အဲ့ဒီ6ပွဲမတိုင်ခင်ပြန်ကြည့်ရင်နောက်ဆုံးကစားရတဲ့ premier league 49ပွဲမှာမှ9ပွဲပဲရှုံးခဲ့တဲ့ဆိုတော့အနေထားဘောနော်33ပွဲနိုင်နေ71ပွဲသေးဆိုတော့တော်တော်ကြီးကိုရလက်တွေကထိမှတ်မထားလောက်အောင်ကို ကြာဆင်းသွားကြတယ်။ဆိုကဟောပရိသတ်များအလုံးပဲမင်္ဂလာပါ။ဒီနေ့စီစဉ်လေးကိုတော့ One Hback ကနေအဓိကကူညီပံ့ပိုးပေးတာပါပဲ။ပိတ်သက်တွေတဲကဘောလုံးနဲ့အာကစားနည်းတွေကိုရင်ခုန်ခြင်းနဲ့မိတ်ဆွေတွေအတွက်ထူးခြားတဲ့ဈေးကွက်အဆုံးလင်းအော့အကန့်အသတ်မရှိတဲ့မောင်းတွေတွေနဲ့ပိုမိုစိတ်လှုပ်ရှားခြင်းနဲ့ဆိုရင်တော့ One Hback ကိုဒေါင်းလုပ်ရယူပြီး promo code One Soka House နဲ့အတူအကောင့်ဖွင့်ဆော့ကစားနိုင်ပါတယ်။ပထမဆုံးတွင်ွေအတွက် အများဆုံးဒေါ်လာ130နဲ့ညီများတဲ့မြန်မာငွေကိုစုလက်ဆောင်ရယူနိုင်တဲ့အစီအစဉ်ရှိကြောင်းကိုလည်းတီးပြလိုက်ပါသည်။ Cyber Game နဲ့အခြားအားကစားနည်းတွေပြင်အခါအလျောက်စွာရှိနေတဲ့ promotion တွေကနေစုကြီးတွေကန်ထုတ်နိုင်တဲ့အကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ promo code ကိုလည်းယခု video ရဲ့ comment box မှာပြန်လည်တည်ရှိနိုင်ပါလေဗျာ။စကားပြည့်တဲ့များအလုံးပဲမင်္ဂလာပါခင်ဗျာ။ဒီနေ့၃၀ချက်အစီအစဉ်မှာတော့စနေနေ့ည9:00နာရီခွဲချိန်မှာရှင်ပိုင်သွားမဲ့ပွဲစဉ်တွေကလီဗာပူးနဲ့ Nottingham Forest ပွဲစဉ်အကြောင်းကိုကျွန်တော်နဲ့အတူကောင်းတဲ့က ုံးသက်ပေးသွားမှာဖြစ်ပါတယ်။မင်္ဂလာပါညီလေး။မင်္ဂလာပါကိုစိုးကြီး။ကဲဒီဒီဘက်မှာတော့ဒါတိုင်ဘက်အသင်းကြီးတော်တော်များများကဒါပွဲချက်အနေထားလို့ပြောလို့ရပါတော့။အာဆင်နယ်လည်းလန်ဒန်ဒါဘီကစားရမယ်။မန်စီးတီးကလည်းနျူကာဆယ်ခွင်းမှာသွားကစားရမယ်ဆိုတော့လီဗာပူးအတွက်ကမဖြစ်မနေဒါအမှတ်ပြည့်ယူရမယ်အပတ်ပေါ့နော်။အဲ့မဲ့လီဗာပူးနဲ့ပတ်သက်ရင်လည်းနည်းနည်းလေးပြောစရာများတယ်ဒီရာဒီမှာနောက်ပိုင်းပွဲတွေမှာတော်တော်လေးရုန်းကန်နေရတယ်ဆိုတော့ဒါဒီပွဲလေးပေါ်မှာပေါ့ Forest ဒီ Liverpool နဲ့ Forest ပွဲလေးပေါ်မှာညီလေးအမြင်လေးစပြီးပြောပြပါဦးဟုတ်ကဲ့ပါဒါ ခုနှစ်ကတော့ဒါနှစ်ကျော်လုံး forest ကမရှုံးခဲ့ဘူးလည်းပါဘူးเนาะဒီဘာဝင်ခွဲမှာတကိုးစီးတို့နဲ့တကိုးတကိုးတရားလက်နဲ့နိုင်တယ်ဝမ်းစီးနဲ့နိုင်တယ်ပေါ့เนาะသူသူ့ရဲ့အိမ်ခွဲမှာ1 1 3ကြတယ်ပေါ့เนาะအဲ့တော့အဲ့တော့အခုအနေထားမှာတော့ဒါ liverpool ကဒါပွဲ6ရက်ကာလာလေးကိုဒါ forest နဲ့စတင်ပြီလို့ပြောလို့ရတယ်အိမ်ခွဲလည်းစကန်ရမယ်ပေါ့เนาะဒီလိုအချိန်မျိုးမှာဒါ liverpool ဘက်ကလည်းသူဒီရာဒီမှာအဲနီးပြအနေနဲ့ fix လုပ်ရမယ့်အရာတွေ tactical adjustment တွေကိုဒီချိန်မှာစပြီးတော့ပြင်ဆင်ဖို့အကောင်းဆုံးအရှိ့ကိုသွားတဲ့ဒီအဖြေတစ်ခုပေါ့နော်ဒီစာလာနဲ့ဒီကစားသမားတက်တင်နဲ့ ီပေါင်းစည်းဝါမဲ့အဖြစ်တစ်ခုကိုရှာဖို့အကောင်းဆုံးအချိန်လို့ယူဆရတယ်ဒါပေမဲ့ forest ကလည်းဒီအဒီမှာဒါနီးပြအပြောင်းလဲတော့ရောက်ပြောင်းထားတာပေါ့နော်ဒါ Nuno Santos ထုတ်ထုတ်ပယ်လိုက်တယ်ပွဲစဉ်သုံးပြီးမှာပဲပြီးတော့ဒီဒီ postico blue ရောက်လာတယ်သူ့ထပ်ထုတ်ပြီးအခုရှောင်းတိုက်ပေါ့ရှောင်းတိုက်အခုတန်းစင်းစုံမှာဒါ forest ကရက်တည်နေတယ်ဆိုပေမဲ့ရှောင်းတိုက်ကလည်းဒါတန်းစင်းစုံရုံအားနဲ့ပတ်သက်အရန်ကောင်းတဲ့ နေပြတူဘောเนาะဒီခန်းစစ်ကစားရဲကြီးကြီးလေးလေးကစားရဲဒီခန်းစစ်ကိုအသေးလေးကစားရဲအရှင်လေးကစားရဲပြီးတော့ဒီကောင်တာအတက်တွေကောင်းတယ်လောင်းဘောတွေနဲ့ထိုးနှက်တယ်ဒီဆပ်စပိစ်တွေနဲ့ထိုးနှက်တတ်တဲ့အသင်းဆိုတော့ဒါပွဲရတော့လေဘာဘူးအင်ကွင်းဖြစ်နေပြီမဲ့ဒါလေဘာဘူးအတွက်လည်းအရင်လွယ်ကူမဲ့ပွဲလို့ဟိုတော့မဟုတ်ဘူးပေါ့နော်ဒါလေဘာဘူးကလည်းနည်းနည်းလေးရုန်းကန်ပြီးတော့ကစားမဲ့ပွဲလို့တော့မြင်ပါတယ်ကိုစိုးကြီးဟုတ်ကဲ့ပါလေဘာဘူးကနောက်ဆုံးကစားတဲ့ပရီးမီးယားလိ6ပွဲမှာဒါ9ပွဲတိရှုံးတာပေါ့နော်အဲ့ဒီ6ပွဲမတိုင်ခင်ပြန်ကြည့်ရင်နောက်ဆုံးကစားတဲ့ပရီးမီးယားလိ49ပွဲမှာမှာ9ပွဲပဲ ရှုံခဲ့တဲ့ဆိုတဲ့အနေထားပါเนาะ33ပွဲနိုင်တဲ့စက်တပွဲသေးဆိုတော့တော်တော်ကြီးကိုရလက်တွေကထိမှတ်မထားလောက်အောင်ကိုကြာဆင်းသွားခဲ့တာအဲ့တော့ဒီအချိန်ကဒါညီလေးပြောသလိုပဲသူ့ရဲ့ဒီပွဲချက်ကာလလည်းလွန်မြောက်လာပြီးအမှတ်တွေလည်းစုဆောင်းရအောင်မယ်ဒီဒီဇင်ဘာပွဲချက်ကာလရဲ့နှစ်တကူကာလတွေမှာအမှတ်တွေစုဆောင်းထားမယ်ဆိုရင်အပေါ်ကအသင်းအနေနဲ့အမှတ်ကွာချက်ကိုရှော့ချနိုင်မယ်ကိုကိုယ်တိုင်လည်းအခွင့်အရေးယူနိုင်မယ်အဲ့တော့ဆိုတော့ဒီနေ့မှာကစားမယ်လေဝါဘူးနဲ့ပတ်သက်ပြီးညီလေးရဲ့အမြင်လေးပေါ့အသင်းမှာတော့ဒဏ်ရာပြဿနာအကြီးကြီးမားမားတော့မရှိဘူးအလီဆန်ဘက်ကလည်းပြန်ပါလာနိုင်ခြင်းရှိတယ်ဒါအသင်းရဲ့ first line နဲ့လို့ဒါပြောလို့မရသေးတဲ့ frame bound တယောက်လောက်ပဲပေါ့နော်ကျွန်တော်ကအရန်နေလူငယ်လေးလောက်ပဲဆိုတော့အဲ့တော့ဒီအခြေအနေနဲ့ပတ်သက်ပြီးတော့ Liverpool အသင်းပေါ်မှာညီလေးရဲ့အမြင်လေးလည်းပြောပြပါဦးဟုတ်ကဲ့ပါဒါ Liverpool ကတော့ဒါ Isak ကတော့ဒီ international break မှာပြန်ကစားနေပြီနည်းနည်းလေးကစားသွားမယ်နိုင်ကွာတော့သူကစားသွားတယ်ပေါ့နော်အဲ့တော့တိုက်ဆက်မှာတော့ဒါမဲ့ဒါ Isak ကိုအရန်မှာပဲထားထားအောင်မယ်လို့တော့ကျွန်တော်မြင်နေပေါ့ဒီ Akitiki နဲ့ပဲပွဲထွက်လာအောင်မယ်အဲ့ထက်အရေးကြီးတာကဒီ Forest က Liverpool ကြောက်တဲ့ long ball တွေကစားတဲ့အသင်းပေါ့နော်ဒီကဒီမှာ set piece ကလည်းအကောင်းတဲ့အသင်းဒီတစ်ဖက်မှာ Liverpool ကအဲ့ဒီဘိုင်းတွေကိုခုခံတဲ့အနေထားမှာအရန်ကိုအားနေတယ် defending set piece အနေထားဖြစ်နေတဲ့အခါမျိုးကြတော့ဒါလီဗာပူးဘလို့ရင်းဆိုင်မလဲကတော်တော်လေးစိတ်ဝင်စားဖို့ကောင်းနေဒါ Forest ကကျိန်းတည်တယ်လီဗာပူးကိုဘလုံးပေးခိုက်မှာပဲဒါအရင်နီးပြမဟုတ်ဒါရှောင်းတိုက်ရှောင်းတိုက်ရခေါ်တာဖြစ်တယ်ရှောင်းတိုက်လက်ထက်မှာဒါ Forest ကဒါ၅ဘွဲကစားပြီးတော့၂ဘွဲနိုင်၂ဘွဲသေးရတပွဲပဲသူဘုံမောက်ကိုပဲရှုံးနေထားရဆိုတော့ဒါပြိမ့်လိုက်ဒီတန်းကြည့်မယ်ဆိုတော့ဒါ United ကိုသေးခံကစားရတယ်ဂလီကိုသူတို့စောစီဥဆောင်ကိုပေးရမယ်နောက်ကနေ၃ဂိုးပြန်လိုက်တွင်းထားပြီးတော့ဒါအတက်ဖက်ကိုတက်ရိပ်ပြနေတယ်အသင်းဆိုတော့ လေးမှတ်ရတာနော်ဒီပွဲမှာဟုတ်တယ်နှစ်ပွဲမှာလေးမှတ်ရတာဒါလီဗာပူးအတွက်လည်းဒါဘယ်လိုကစားမလဲအချက်စောင့်ကြည့်သွားရမယ်လီဗာပူးကဒီပွဲပြင်ဆင်ပုံအရတော့ဟို true ရမရှိဘူးဒီလောင်ဘောတွေအတွက်ဆိုရင်ပြင်ဆင်ရမှာတစ်ခုပဲရှိတယ်ဒီစကန်ဘောစကန်ဘောဝင်ဖြစ်ဖို့ဆိုရင်လီဗာပူးဘာလုပ်မလဲပေါ့နော်စကန်ဘောဝင်ဖြစ်ဖို့ဆိုရင်ဒါကွင်းလယ်မှာ physical ဒီဘက်ကိုပို့ပြီးတော့အားထားခြင်းနဲ့ဆိုရင်တော့ဒါ Florian VS ကိုဒီကွင်းလယ်မှာမသုံးနဲ့ပေါ့တိုက်စစ်မှာသုံးရင်သုံးသို့မဟုတ်အရင်ကမှထားရင်ထားပေါ့ကွင်းလယ်မှာတော့ဒါ support line ဒီ grand event ရှိမယ်ပေါ့နော်အဲပြီးတော့ဒီ macalester နဲ့ဒီ argentina နဲ့ကဒါကစားထားရဆိုပဲတော်တော်လေးကြာပြီ15ရက်နေ့ကကစားထားတာဆိုတော့ဒါကြက်ခိုင်မှုဒီပွဲပန်းမှုတော့မရှိဘူးပေါ့နော်ဒါ fit ပြောဖြစ်နေမယ်ဒါပေမဲ့ physical ဘက်ကိုပို့ပြီးအားကောင်းနေတယ်ဆိုရင်တော့ဒါဒီ area jewelry မှာအားကောင်းတဲ့ဒီကတိကျုံအသုံးပြုသွားမလားဒါလေးတော့ကျွန်တော်တစ်ချက်စောင့်ကြည့်သွားမယ်ပေါ့နော်အဲ့တော့ကတိကျုံရဲ့ grand bus ရဲ့ server line ရဲ့တုံးလာလာကျွန်တော်တစ်ချက်စောင့်ကြည့်ရမယ်ပြီးတော့ဒီ long ball တွေကိုခုခံတဲ့နေရာမှာ liverpool ကဒီ quelle line နဲ့ဒီ cancel line ကြားတဲ့က ဟာကွက်ပေါ့နော်အဲ့ဟာကွက်ကိုဘယ်လိုဖြစ်မလဲကျွန်တော်ကြည့်ရမယ်လေဘာဘူးကဒါတိုက်ဆက်လိုင်းက present တက်ပြီးတဲ့အခါမှာကွင်းလေလိုင်းကလည်းတက်သွားတယ်ဒါပေမဲ့အဲ့ကွင်းလေလိုင်းတက်တဲ့နောက်ကိုဒီ present ကလုံးဝ double time ပြီးတဲ့အခါမှာခန်းစက်ကလိုင်းမတက်နိုင်ဘူးမတက်နိုင်တဲ့အခါမှာကွင်းလေလိုင်းရတယ်ခန်းစက်လိုင်းရမှာ gap တွေပေါ်ရတာပေါ့နော်အဲ့ gap တွေကဒါဒီဘက်က forest ဘက်ကိုကြီးလိုက်တော့ဒါ jesus တို့ဒီဘက်က gap white တို့ white တို့ဒီ domingues တို့ဒါဒီကစားသမားတွေကဒါဒီစကြက်ကိုဒါဝင်လာမဲ့အနေအထားဆိုတော့ဒါတော့ liverpool တခြားလေးသတိထားပြီးပြင်ဆင်ဖို့လိုတယ်ပြီးတော့ ိုးတွေစောစီးပေးနေရတဲ့အတွက်ဒါဖွဲစာတဲ့ရောဒါအာယုံစူးစိုက်မှုအပြေးအဝါနဲ့အထဖနှေးဖို့လိုတယ်လို့တော့ကျွန်တော်မြင်ပါတယ်ကိုဆိုမှန်ပါတယ်ဒါတို့ရဲ့လက်ရှိ form ကနည်းနည်းလေးရုန်းကန်နေရတဲ့အထကိုအဆုံးသတ်ဖို့လိုလာပြီပြန်ပွဲဆိုနောက်ဆုံးကိုယ်ဘက်မှာဆိုခုနှစ်ပွဲအထိရှုံထားခဲ့တာမနှစ်ကတရာဒီလုံးမှာ Premier League မှာဒါ Arsenal ဆိုတဲ့အတိုင်း၄ပွဲပဲရှုံးခဲ့တာဒီရာဒီမှာအခုနောက်ပိုင်း၆ပွဲမှာ ਨੇ ၅ပွဲရှုံးခဲ့တာဒါတွေကလုံးဝဟိုအသင်းကြီးတသင်းနေနေပေါ့နော်ဒါ Chelsea တိုက်တဲ့ဟိုဒါတသင်းနေနေဆိုရင်လုံးဝမဖြစ်သင့်ဘူးဒါတွေကိုအဆုံးသတ်ဖို့လိုတယ်ဒီမှာတော့ကျွန်တော်အခုတို့ဒါပြီးခဲ့တဲ့အပတ်ကလည်းဆာလာနဲ့ပတ်သက်တဲ့အမြင်လေးတွေလည်းအခုတို့ ုံးတက်ခကြပါဆာလာရဲ့ဒီပွဲကအမှတ်တရဒါပရီးမီးယားလိမှာလေဘာဘူးအတွက်ပွဲ300ပြည့်တယ်ပွဲလေဘာဘူးစားသမားအနေနဲ့မှဆိုရင်ငားရောက်မယ်ပေါ့ရှေ့မှာတော့ဒါအသင်းရဲ့ခံတုံးငယ်စားသမားတွေဖြစ်တဲ့ကာရီဂါတို့ဂျရက်တို့ဟစ်ပီယာတို့ဟန်ဒါဆန်တို့ကပွဲ300နဲ့အထက်ကစားခဲ့ကြတယ်ဆိုတော့ဒါသူတက်အမှတ်တရပွဲ ပြီးတော့သူ့ရဲ့ခြေစွမ်းနဲ့ပတ်သက်ရင်တော့ဒါအရင်ဆာလာကိုမမိတာမှတ်မိမယ်သူတူးချင်းဒီရသည်တွင်းကိုရကြည့်ပြန်တော့လေသူကအသင်းမှာ၄ဂိုးတွင်းထားပြီးပြီးတော့လက်ရှိအသင်းမှာသူကအများဆုံးတောင်ပြန်ဖြစ်နေရဆိုတော့ဒါဆာလာကိုပဲညာကျမ်းမှာထပ်မြင်ရမယ်တိုက်စစ်မှာ AKDG ပါလာလိမ့်မယ် attacking midfield နဲ့ဒီ queen လဲလောက်အားနှုံးတော်တော် super style ဘယ်ချမ်းမှာတော့ gapo သုံးမလားဒီ florian fast ကိုသုံးမလားဆိုတဲ့အပိုင်းလောက်ပဲကြည့်ရမယ် queen လဲနဲ့ခက်စစ်မှာလဲကြီးကြီးမားမားအပြောင်းလဲမရှိနိုင်ဘူးဆိုတော့အဲ့တော့ sala ဘာလုပ်ပြရမလဲပေါ့နော် sala ရဲ့အကောင်းဆုံးခြေစံတချော့ပြန်ပြန်ပြီးတော့မြင်ရမလားစောင့်ကြည့်ရမယ်တစ်ဖက်က nottingham forest ကလက်ရှိနီးပြရှောင်းတိုင်းနဲ့အရင်သူတို့ရဲ့ဒီနီးပြဟောင်းလူလိုဆန်တုန်းနဲ့ကြားမှာကြတော့တိတ်ပြီးတော့သူတို့နှစ်ယောက်ကြားကကစားဟန်လေးတဒနာတွေကတိတ်မကွာချားပြီးမယ်အလဲမှာဝင်ခံွားခဲ့တဲ့ ပိုစီယိုဂလူရဲ့ကစားဟန်တွေကြတော့ကြောင်းမြန်နေဖြစ်ပြီးတော့အသင်းကလည်းတော်တော်ကြီးကိုယိုင်ထွက်သွားတယ်။ပိုစီယိုအလွန်မှာတော့အခုကောင်းလာတဲ့လက္ခဏာလေးမြင်လာပြီ။ညီလေးပြောခဲ့တယ်လို့ပြိုင်ပွဲဆုံး၅ပွဲမှာဆိုရင်တပွဲပဲရှုံးထားတယ်။ပရီးမီယာလိနှစ်ပွဲစတိုင်မရှုံးဘူး။ရမှတ်၄မှတ်ယူနိုင်ခဲ့တယ်။ပြီးတော့သူရဲ့တိုက်စစ်ကလည်းအဲ့နောက်ဆုံး၃ပွဲမှာဆိုအတွင်းကို၅ဂိုးသွင်းနိုင်ခဲ့တယ်။ဒါရှစ်နီးပြဒါလူလိုဆန်တိုနဲ့ဂျာရဲကပိုစီယိုဂလူလက်ထက်မှာနှစ်ယောက်ပေါင်းမှအဲ့လောက်ပဲ 6ပွဲလောက်ကင်ခဲ့တဲ့အ7ပွဲလောက်2ရောက်ဝန်းကင်ခဲ့တာမှာမှာသူက9ခုလောက်ပဲရခဲ့တဲ့အနေထားနဲ့ရှင်းမယ်ဆိုရင်အဖက်ဖက်ကဒိုးတက်လာတဲ့လက္ခဏာတွေမြင်ရဆိုအဲ့တော့ဒီရှောင်းတိုက်ရဲ့လက်ရှိအသင်းပေါ်မှာ Nordian Forest ရဲ့ခြေစွမ်းနဲ့ပတ်သက်ပြီးညီလေးအမြင်တွေပြောပြပါဦးဟုတ်ဒါသူတို့ No Santo Last Tag ကကစားပုံကိုပြန်ပြီး restore ပြန်လုပ်လာခဲ့တာပေါ့နော်ဒါနီးပြနှစ်ယောက်ရဲ့ဒီရှောင်းတိုက်နဲ့ No Santo ရဲ့ဒီဒီဘောလုံး philosophy ကလည်းတော်တော်လေးနီးစပ်တာပေါ့နော်အဲ့တော့ဒီကွင်းလယ်မှာဆိုရင်တော့ဒါ Elliot Anderson ပေါ့နော် ဣရိယနာစင်္ဂါဒါရှောင်းလိုက်လက်ထက်မှာပို့ပြီးတော့တိုးတက်လာတာကိုလည်းတွေ့ရတယ်ဒါသူကလည်းဒါပရီးမီးယားလိမာဒါ distant cover အများဆုံးကစားသမားတွေထဲမှာဆိုဒါ run 2ပေါ့နော်အဆင့်နှစ်ချိတ်တယ်တရား120 km လောက်ပြေးလွှားပေးထားတာပေါ့အဲ့တော့ဒီ physical မှာဆိုတော့ဒီစင်္ဂါရင်းနဲ့ဣရိယအန်ဒါဆန်ကဒီကွင်းလေတပည့်ပေါ်နေရမှာအထိုင်ရှိနေမယ်သူတို့မှာပြဿနာရှိနေတာဗီနောက်တန်းပေါ့နော်ဒီ only aina နာနေတဲ့အနေအထားမျိုးလေးမှာဒါဒီ Nico William ကိုတုံးနေရတယ်တုံးနေရတယ်ပေါ့နော်အဲ့လိုအနေအထားမှာဒီ ဒီသူတို့ရဲ့ဖူဘက်တွေကတော့တိတ်ပြီးတော့အာမကောင်းလို့လည်းပြောရမှာဒီဆိုဘာနာရှိတယ်နီကိုဝီလီယံရှိတယ်ဒီတိုက်စစ်အပိုင်းအဖင်ကတော့ဒါဟို Northern Forest ကဒီရှောင်းတိုင်းရဲ့လက်ထက်မှာတော်တော်လေးတိုးတက်လာတယ်တွင်းကိုတွေလည်းအများကြီးရထားတယ်ပြီးတော့ဒီ Eco Eco Jesus ပေါ့နော်သူကလည်းကိုသွင်းချီပြန်တွေ့နေတယ်ဆိုတော့ဒါ Forest ကတော့ Liverpool ကိုဒီ transition တွေနဲ့ပဲထိုးနှက်ဖို့ရှိတယ် Liverpool အဲ့ transition တွေကိုဒီခုခံဖို့ဆိုရင်ဒီ Queen လေဒီ Rustafan ပေါ့နော်တိုက်စစ်ကစားနေတဲ့အချိန်မှာဒီခံစစ်ကိုကူးပြောင်းမဲ့ရှိတ်ကိုတိဆောက်တဲ့နေရာမှာတော်တော်လေးသတိကြီးဖို့တော့ လို့တယ်အဲ့တော့ Nottingham Forest ကဒီပွဲမှာဒါအဝေးခွင်းလည်းဖြစ်တဲ့အခါမှာဒီခန်းစစ်ကိုပဲကစားမယ် Liverpool ကိုတက်ပြီးတော့ဒီဒီ low block mid block တွေနဲ့ပဲကစားမယ်ဒီ high pressing မပေးဘူးလို့တော့ကျွန်တော်ယူဆရတယ်ပေါ့နော်သူတို့ဘယ်လောက်ထိဒါ Liverpool ကိုခုခံသွားနိုင်မလဲတစ်ချက်ကြည့်ရမယ်အဲ့တော့ဒီ Liverpool မှာဒီ Salah ရှိတယ်ဒီ forever မှာ Nico Williams ရှိတယ် Nico Williams ရဲ့ဒါ Liverpool Academy ကစားသမားသူ့ရဲ့ဒါအသင်ဟောင်းစီနီယာဆာလာနဲ့ပြန်ပြီးတော့ပြင်ဆိုင်ရမယ်ပြင်ဆိုင်ရမယ်เนาะဒီဒီထိတိုက်တွတ်ဆုံမူလေးတော့ကျွန်တော်တစ်ချက်စောင့်ကြည့်သွားဖို့ရှိပါတယ်ဆိုဟုတ်ကဲ့ပါဒါ forest ဆိုရင်ဒီရာဒီအဝေးကွင်းနိုင်ပွဲမရသေးတဲ့အသင်းတွေထဲမှာပါတယ်ပေါ့အလေးအသင်းရှိတယ်အဲ့ဒါမှာ Fulham တို့ Newcastle တို့ Wolverhampton တို့ Forest တို့ဒီလိုအဝေးကွင်းတွေမှာရုန်းကန်နေရတဲ့အနေအထားဆိုတော့ဒါသူတို့အတွက်တော်တော်လေးကိုဒါဒီပွဲမှာလည်း Liverpool နဲ့ရင်ဆိုင်ရမယ်ဆိုတော့တီချာပေါက်ထားဖို့ခန့်စစ်ကိုပဲအညီလေးပြောသလိုပြင်ဆင်လာရမယ်ဒီပွဲမှာသူတို့အတွက်ဒီနည်းနည်းစိုးရိမ်စရာကောင်းတာက တကယ်လုံအောင်လုံးလဲကောင်းတယ် cross တွေလုံနိုင်တယ် o drive ပါဖို့မသေးကြဘူးတောင်တိုက်စစ်နေရာမှာ chris out ပါဖို့မသေးကြဘူးဒေါက်ကလက်လူဝဲလဲဒဏ်ရာရနေဒီလိုပြောတဲ့ညာချမ်းကနေအတက်ကင်လိုက်တဲ့နေရာမှာရော defender ကူနိုင်တယ် olaina ဆိုရင်မပါနိုင်တာတော်တော်ကြာပြီဆိုတော့လူတော့မစုံဘူးเนาะဒီအခြေအနေကသူတို့ဘလောက်ထိလီဗာပူးကမှခံကန်နိုင်မလဲမနှစ်ကလို့မထင်မှတ်တဲ့ရလက်မျိုးတွေရောလုံနိုင်မလားဆိုတော့အခုလို့စောင့်ကြည့်။တေချာတော့ရှောင်းတိုက်ရဲ့အသင်းလည်းဖြစ်တဲ့ Freud ရဲ့ကိုပိုင်ကစားဟန်ကလည်းအဲ့လိုကြစ်ကြစ်လေးလေးနဲ့ကောင်တာတွေသွားမယ်ခန်းစစ်ကို deep လောက်ထားပြီးတော့နှစ်ထပ်ထပ်ထားမယ်ဆိုတော့ လီဗာပူးရဲ့တိုက်စစ်နဲ့ဒီ Forest ရဲ့ခံစစ်အပြိုင်ကြမဲ့ပွဲဖြစ်လာမယ်။အဲ့တော့ဒီပွဲမှာနှစ်သင်းရဲ့အာသာချအားနည်းချက်တွေဒီပွဲရဲ့အခြေအနေနဲ့ပတ်သက်ပြီးညီလေးမြေလေးပြောပြပါဦး။ဟုတ်ကဲ့ပါဒါ forest track ကတော့ဒီအာသာနေတဲ့အနေအထားပေါ့လက်ရှိကတော့ liverpool မှာတော့အာအာနဲ့ချက်တွေအများကြီးစုပြုံနေတဲ့အနေအထားပေါ့နော်ဒါ forest ကတော့ရှောင်းတိုင်းရဲ့လက်ထက်မှာပို့ပြီးတော့ကောင်းလာတယ်အဲ့ချက်ကြည့်ရမှာ liverpool ကိုပဲကျွန်တော်အဓိကစောင့်ကြည့်သွားရမယ်သူတို့ဒီ anislaw ရဲ့လက်ထက်မှာအဓိကကြံတဲ့အရာတွေဒီ long ball ကိုခုခံတဲ့နေရာ long long ball ကိုပြန်ပြီးကောင်းတာလုပ်တဲ့နေရာတွေမှာမတိုးတက်တာအသာထောင် ဒီသူတို့ဒီ first phase ပေါ့နော်သူတို့ရဲ့ဒီ beta ပေါ့ playing out from the back ကစားတဲ့နေရာမှာဒီ short patch နဲ့သွားတဲ့နေရာကိုတိုးတက်ဖို့ဆိုပြီးတော့သူတို့ခေါ်ယူထားတဲ့ဒါလက်ထောက်နီးပြဒီ van von cross ပေါ့လေအဲ့တော့သူရောက်လာပြီးတော့မှဒီတဘာဘူးက beta မှာတော်တော်လေးကိုဒါရုံးကန်ရတယ် beta နဲ့ဒီတိုင်ဘက်ရဲ့ဒီ block တွေကို line တွေကိုဖြည့်ထွက်သွားတယ်ဆိုတာလေးကတော်တော်လေးကိုအားနေနေအနေထားပေါ့နော်အဲ့တော့ဒီ beta မှာဒီ first phase beta ကိုဘယ်လိုပြင်ဆင်သွားမလဲဒီပွဲကနေစပြီးတော့ liverpool ဘာတွေလုပ်မလဲကျွန်တော်တို့တစ်ချက်စောင့်ကြည့်သွားရမယ်ဒီ cancel မှုနှစ်ယောက်ရဲ့ဂျားတွေကို ယူရဘက်ကဆင်းပြီးတော့ဘောလုံးတွေဖြန့်ဝေတာမျိုးဖူးဘက်တွေရဲ့ height ကိုမြင့်တာမျိုးဒါမျိုးတွေပြုလုပ်သွားမလားကျွန်တော်ဆက်ဆောင်ကြည့်သွားရမယ်ဒါပဲဒါ level ဘူးရဲ့ဒီဒီပွဲပေါ်မှာလည်းဒါတော်တော်လေးအတက်ရမှုအကြီးမဲ့တိုက်စစ်အားပန်းပန်းမဲ့တက်ရမှုကြီးမဲ့အရာပေါ့နော် forex ကိုသူတို့အမြင့်ဘောကြီးနဲ့သွားပြီးကစားလို့မရဘူးဒီ beta တွေနဲ့သူ့ကို present တွေကိုပိတ်ပြီးတော့ဒီမျှခေါ်ပြီးတော့ဒီ present တွေကို break လုပ်သွားရမယ်ပွဲဆိုတော့ဒါ level အတွက် beta player တော်တော်လေးအရေးကြီးတယ်အဲ့ဒီအတွက်ဒါ level ဘာလုပ်မလဲကျွန်တော်တစ်ချက်စောင့်ကြည့်သွားရမယ်ဟုတ်ကဲ့ပါ level ကဒီရာဒီမှာအိမ်ကွင်းရလက်တော့ ောင်းတဲ့ထဲမှာပါတယ်အင်ကွေး9ဘက်မှာ၄ဘက်နိုင်တယ်ရမှတ်17မှတ်ယူထားတယ်ရမှတ်18မှတ်ထဲက17မှတ်ဒါအင်ကွေးမှာယူထားနိုင်တယ်သုံးဖို့နှစ်ပုံဟာအင်ကွေးနဲ့မှာအမှတ်ယူထားပြီးတပွဲပဲသူတို့ playlist နဲ့တင်တယ်ရှုံးထားဆိုတော့ဒါအင်ကွေးရလက်ကတော့မဆိုးလာဘူးပြီးတော့သူတို့ရဲ့အင်ကွေးမှာဆိုရင်လည်းဒီနောက်ပိုင်းရလက်လေးတွေလည်းဟိုပေါ့နော် record လေးတွေကြည့်လိုက်တော့လည်းအင်ကွေးမှာတော်တော်လေးကောင်းတဲ့ပုံစံမျိုးမြင်ရတယ်ထိတိုက်တွေးဆမှုတွေမှာလည်းဒါမနစ်ကသူတို့အသာမရတဲ့အခြေအနေတွေကိုဖြေဖျက်ဖို့လိုတယ်အရန်အရေးကြီးနေတယ်ဖိအားများနေတယ်လေပါဘူးတခုခုမလုပ်ပြမလဲတစ်ဖက်မှာတော့ Forest ကလက်ရှိ Champion အနေနဲ့ကစားရင်ဂျုံကန်လေးရှိတဲ့အစင်လာရှိတဲ့လက်ရှိ Champion နဲ့အဝေးဝင်းနောက်ဆုံး6ပွဲဆက်ရှုံးတာအဲ့6ပွဲမှာဆိုဘီကို24ဂိုးတောင်ပေးခဲ့တာတပွဲကို4ဂိုးလောက်ပေးထားဆိုဒီပွဲမှာရောဒီပါဦးအနေနဲ့နိုင်ပွဲပြန်ရှာနိုင်မလားဒီပိုင်းနဲ့ပတ်သက်ပြီးညီလေးအမြင်လေးပြောပြပါဟုတ်အော်ပြန်ရှာနိုင်ဖို့ဗားလိမ့်မယ်ဒါကျွန်တော်တို့အင်ကွင်းမှာဒါဒီရီ2ပွဲရှုံးတာ United ကိုလည်းသူတို့ရှုံးထားတယ်ဒါ Palace ကိုလည်းဒါအင်ကွင်း Anfield မှာပဲရှုံးထားတာဆိုတော့ဒါအခု Forest ကိုတော့အင်ကွင်း Anfield မှာထပ်ပြီးရှုံးနိုင်လို့မရလို့တည်ရည်လဲကြလို့မရဘူးတစ်ဖက်မှာလည်းဒါ မန်ချက်တာစီးတီးကလည်းဒါညူကာဆယ်အင်ကွဲမှာသွားပြီးတော့ကစားရမယ်ပွဲချက်ပေါ့နော်တစ်ဖက်မှာလည်းပြီးတော့အာဆင်နယ်နဲ့စပါလန်ဒန်ဒါဘီထိုက်တိုက်တွေ့ဆုံနေတဲ့ပွဲမှာဒီပွဲမှာတော့လီဗာပူးကအင်ကွဲအန်ဖီးမှာအမျက်မှတ်ပြစ်ရယူထားနိုင်ဖို့လိုတယ်အဲပို့ပြီးတော့ဒါကိုကလည်းအရင်ကမ်းမဲ့အနေထားမှာဒီပွဲကိုနိုင်အောင်နိုင်ဖို့လိုအပ်တယ်လို့ပြောရမယ်ပေါ့နော်နိုင်ဖို့ဆိုရင်တော့ဒါလီဗာပူးကတိုက်စစ်ပိုင်းအဖြစ်မှာတော့ဒါဒါအင်အားတောင့်နေလို့ပဲပြောရမယ်ကျွန်တော်ခီးစားဆိုလည်းကြံ့ခိုင်မှုပြည်လာပြီစာလာ းနားရထားတယ်ဒီတိုက်စစ်မှာ AKTK ရှိတယ် AKTK ကိုသူတို့တိုက်စစ်အထောင်ကနေကစားလို့ရတယ်ပြီးတော့ Florian VS ကို Force Time လည်းကစားလို့ရတယ် Black Point လည်းကစားလို့ရတယ်ဆိုတော့ဒါကော့ဒီ Florian VS ကော Cody Gable ကဒီနိုင်ငံသားပွဲတွေမှာလည်းဒါခြေစွမ်းပြတယ်ပွဲတွေလည်းတွင်းထားတယ်အဲ Free ရဲ့ဆိုလည်း asset တွေပြုလုပ်ထားပြီးတယ်ဆိုတော့ဒါသူတို့ရဲ့အားကိုပဲကျွန်တော်တစ်ချက်စောင့်ကြည့်သွားဖို့ရှိတယ် Liverpool ကဟိုအနိုင်ရဖို့ရခိုင်တော့တော်တော်လေးများပါတယ်အဲဒါပေမဲ့သူတို့သုံးစံတိုင်းပဲဥဆောင်ကိုးတွေစောစောစီးပေးလိုက်ရင်တော့ဒါ Liverpool ကမိနစ်က Liverpool နဲ့ မတူတာကဒီဥဆောင်ကိုပေးလဲရရင်ဒီကစားပုံအားစပြိုင်ဘက်ကို dominant မလုပ်ထားနိုင်ဘူးဒီ control ကိုလည်းမယူထားနိုင်ဘူးအထူးသဖြင့် Macalester ကလည်းခြေစွမ်းကျနေနေထားမျိုးပေါ့နော်အဲ့တော့ Liverpool ကဒီပွဲမှာဒီ Forest ကိုအနိုင်ကျင်းသေးဘလို့ပဲနိုင်နိုင်ပေါ့နော်ဂိုးပဲပြပြဂိုးမပြတ်တာပဲဖြစ်ဖြစ်အနိုင်ကျင်းသေးယူပြီးတော့ဒီရှေ့လာမဲ့ဒီပွဲစဉ်ပွဲချောင်တဲ့ကာလတွေအတွက်ဒီ boost လုပ်ဖို့အရေးကြီးတယ်ဆိုတော့ဒီပွဲစဉ်ကလည်းဘာမှမဖြစ်မနေအနိုင်ယူသွားမဲ့ပွဲလို့တော့ကျွန်တော်မြင်ပါတယ်ကိုစိုးကြီးဟုတ်ကဲ့ပါဒါတို့အင်ကွင်း Anfield မှာလည်းကစားရမယ်အနိုင်ရဖို့လည်းလိုနေပြီပြီးခဲ့တဲ့ international break မတိုင်ခင်မှာရုံးကန်ခဲ့ရတဲ့အနေထားတွေအဆုံးသတ်ဖို့ကဒီချိန်ကအချိန်ကောင်းပဲဆိုတော့ဒါလေပါဘူးဘာလုပ်ပြမလဲဆိုတော့အခုတို့ဒီဘက်ကိုအတူတူကြည့်ကြအောင်ပါဟုတ်ကဲ့ပါအခုကျွန်တော်တို့တင်ဆက်ပေးခဲ့တာကတော့လီဗာပူးနဲ့နော်တယာဖော်ရက်ပွဲစဉ်နဲ့ပတ်သက်တဲ့အမြင်လေးပဲဖြစ်ပါတယ်အခုလိုအချိန်ပေးစောင့်ကြည့်ခဲ့ကြတဲ့ညီကိုတယောက်ချစ်စီကိုကျေးဇူးတင်ပါတယ်ခင်ဗျာ